တော့ဒီနေ့လိုအလိုတန်းနေတေချာစီမံပြီးတော့ပြုလုပ်တာလည်းပဲဒါကုသိုလ်လုပ်တာဒါကုသိုလ်လုပ်ဆိုကောင်းတဲ့အလုပ်ကောင်းတဲ့အတွေ့ကောင်းတဲ့အပြောမှန်သမျှပါပဲလေကုသိုလ်ပဲနော်မိမိကိုယ်လည်းမထိခိုက်ဘူးသူတို့မှလည်းမထိခိုက်ဘူးအဲ့လိုမျိုးကောင်းကျိုးကိုရစေတဲ့အလုပ်မျိုးဟာကုသိုလ်ပဲနော်ကုသိုလ်လုပ်သည်မြတ်စွာဘုရားတန်ဃာတော်ရိယန်းတန်ဃာတော်ရိနဲ့ဆက်ဆက်ပြီးလည်းပဲလုပ်လို့ရတယ် မိမိပါဝင်ခြင်းနဲ့ဆက်ဆက်ပြီးတော့လည်းပဲလှုပ်လို့ရကောင်းတဲ့အလုပ်မှသမျှသည်ကုသိုလ်ပဲဒါကြောင့်လို့အကုသိုလ်မှုတွေဒီလအကျင့်တွေကိုကျင့်သုံးမှုနည်းနေတဲ့ဒီလောကကြီးထဲမှာကိုယ့်အကုသိုလ်ကောင်းမှုတွေလုပ်မယ်ကောင်းတာတွေပြောမယ်တွေးမယ်ကြံမယ်မမနာတွေကင်းရင်ပြီးတော့မမနာတွေနှိမ့်ချပြီးတော့နေမယ်နောက်ကနေသူတွေရဲ့ဈာန်ထဲမှာမြင့်စွာနေပါဒီနေ့ခေတ်မှာပါရင်နေနေတာလဲကြီးကြီးပေါ့ နာဘသီလလုံမှုဆိုတာတော်တော်ခက်သွားပြီနော်ဒီနေ့ခင်ပါလေနာဘသီလလုံမှုဆိုတာတော်ခက်သွားတော်ခဲရင်တော့လုံတဲ့ပုံကိုယ်ကြီးရှိမှာပေါ့အဲ့လိုလိုသီလကျင့်နေနေကြနေတဲ့လောကကြီးထဲမှာကိုယ်ကသီလကျင့်တွေကိုစောင့်တည်ခြင်းဖြင့်မိမိမာမဘဝကိုစောင့်တည်နေထိုင်ရမယ်နမနိကနေသူရဲ့ကြားထဲမှာမြင့်စွာနေပါဆိုတာဗာလဲမေးရင်တိလအကျင့်နေနေကြနေတဲ့လောကကြီးထဲမှာကိုယ်ကတိလအကျင့်နေ ကျင့်ပြီးတော့မြင့်မြတ်မြတ်နေမယ်နေသူရဲ့ခြားထဲမှာနံပါတ်3မှာပါလေမနေပါနဲ့လောကမှာလူတွေကြည့်အဲ့တော့ဒုက္ခကမတွေခဏခဏကြားဘူးတဲ့စကားဘုန်းကြီးတွေတရားဟောတိုင်းလည်းပါတာပဲသီလပေးပြီးတိုင်းလည်းပါတာပဲပါလေအပမတိနာတံပါတိတာမြန်မာလိုဆိုရင် မမေးမလျော့မပေါ့မတန်မမေးဆိုတာဘာပြောတာလဲဆိုလို့ရှိရင် မမိနဲ့ဆိုတာပါလဲတတိရှိဘော မလျော့နဲ့ဆိုတာပါလဲဝိရိယဤလည်းမလျော့စေနဲ့မပေါမတန်ပညာဤလည်းမပေါစေနဲ့ဘုရားဗျာရဲ့ဆုံးမရိယာသီလသမာဓိပညာပဲမဟုတ်လားအဲ့တော့အပမဒိနာတမ္ပါဒိဌအမြဲတမ်းကြားနေရတဲ့စကလုံးအရေးလည်းကြီးတယ်ဒါပေမဲ့ဒုရဂကမရိတရားဟောနေတဲ့ဆရာတော်ဘောအစ အပမဒိနတဗ္ဗဒိဋ္ဌဖြစ်ဖို့ဆိုတော့မလွယ်ဘူးလောကမှာမြင်လို့ရတဲ့အာယုန်ကြီးကြားလို့ရတဲ့အာယုန်ကြီးဒီအာယုန်ကြီးနောက်ပဲလိုက်ကုသိုလ်ကောင်းမှုတွေလုပ်ဖို့လည်းပဲမိနေတတ်တယ်တရုတ်နယ်အနေနဲ့ပတ်သက်ပြီးတော့အမှန်တိုင်းသိအောင်ကြိုးစားဖို့လည်းပဲမိနေတတ်တယ်ဘာလို့လဲဆိုရင်အာယုန်ကြီးနောက်ပဲလိုက်မိနေလို့နော်ဒါကြောင့်မလို့ကိလေသာ အာယုန်ကြီးနဲ့နေနေတဲ့ပုဂ္ဂိုလ်ရဲ့ကြားထဲမှာကိုယ်ကပါလဲကိလေသာအာယုန်ကြီးနောက်ကို မလိုက်ဘဲနဲ့ သတိပဋ္ဌာန်အကျင့်နေကျင့်သုံးပြီးတော့ပြစ္ဆုတ်ဘာတက်တဲ့ကိုရှုပြီးတော့နေနိုင်ရင်အကောင်းဆုံးပေါ့ဗျာနော်ဒါကြောင့်မို့ဒီနေ့ဒီနေ့ရတဲ့အချိန်လေးမှာကိလေသာအာယုန်နေလောကအာယုန်နေနဲ့ကင်းကွာပြီးတော့နေနိုင်အောင်ကြိုးစားရင်အကောင်းဆုံးဒါကြောင့်မို့ကိလေသာအာယုန်နေနဲ့ပျော်မွေ့နေတဲ့သူတွေရဲ့ကြားထဲမှာနေနေတဲ့သူတွေရဲ့ကြားထဲမှာကိုကကိလေသာအာယုန်နေနဲ့ကင်းကွာပြီးတော့နေရမယ် လောကမှာလူတွေနံပါတ်၄ချက်ကပါလဲပျော်မွေ့သူတွေရဲ့ကြားထဲမှာပျော်မွေ့ခြင်းကင်းစွာနေပါလောကမှာကြည့်ဗာရင်းနဲ့ပျော်နေကြတာလဲမြင်လို့ရတဲ့အစင်းတွေနဲ့မပျော်ဘူးလားပျော်တာပေါ့ကြားလို့ရတဲ့အတန်တွေရောနှာခေါင်းနဲ့နမ်းလို့ရတဲ့အနက်တွေလည်းပဲပျော်တာပဲစားလို့ရတာထိလို့တွေ့လို့ရတာမျက်လုံးနဲ့မြင်လို့ရတဲ့အရာတွေကိုမကြည်နဲ့နိုင်လို့ TV တွေကြည့်တယ်ဖုန်းတွေကြည့်တယ်အမျိုးမျိုးပေါ့ဗျာ ဟုတ်တယ်မလားတခါလေးမှာမျိုးတွေကပန်းချန်နေသွားပြီးတော့ကြည်ရယ်ဘာလို့လဲဆိုလို့ရှိရင်မြင်ရတဲ့အာယုံလေးတွေမြင်လို့ရတဲ့အာယုံလေးတွေနဲ့ဘာလို့နေရလဲဆိုရင်အပျော်တွေလိုက်ရှာဟုတ်တယ်မလားတရားအတိလေးနဲ့ကိုပျော်ဘူးလားဒါကြည့်ပါနော်တရားအတိလေးနဲ့ကိုပျော်ဘူးလားအေးလောကမှာမြင်လို့ရတဲ့အာယုံကြားလို့ရတဲ့အာယုံ နိုင်ရှုလို့ရတဲ့အာယုံယတာနဲ့ထိတွေ့လို့ရတဲ့အာယုံခန္ဓာကိုယ်နဲ့တွေ့ထိပြီးတော့ခံစားလို့ရတဲ့အာယုံတွေးလို့ကြံလို့ရတဲ့အာယုံဒီအာယုံนี่နဲ့ပဲပျော်နေတာအဲ့ဒီအာယုံကြီးကနေကင်းပြီးတော့ဓမ္မအပျော်လေးနဲ့ငါတို့ပျော်ဖို့ပြီလားစဉ်းစားပါဓမ္မအာယုံလေးနဲ့ပျော်နိုင်အောင်လည်းပဲမလုပ်ရမယ်ကြိုးစားရမှာပါဒါကြောင့်မလို့ကိလေသာအာယုံနေနဲ့ပျော်နေတဲ့ပုဂ္ဂိုလ်ရဲ့ဈာထဲမှာကိုယ်က အဲ့ဒီကိလေသာအာယုန်တွေနဲ့မပျော်ဘဲနဲ့ဓမ္မမြတ်စွာဘုရားဟောကြားခဲ့တဲ့သီလသမารိပညာအကျင့်သုံးပါးကိုကျင့်သုံးခြင်းဖြင့်ပျော်ကျိုးစားရမှာပါ။ဒါဆိုလို့ရှိရင်တရားလေးရဲ့ပြန်နှိမ့်ချုပ်လို့ရှိရင်နံပါတ်၁တော့ဗါလဲမြင့်သူတွေရဲ့ကြားထဲမှာနှိမ့်စွာနေပါ။နံပါတ်၂ကနှိမ့်သူတွေရဲ့ကြားထဲမှာမြင့်စွာနေပါ။နံပါတ်၃ကနေသူတွေရဲ့ကြားထဲမှာမနေပါနဲ့။ နံပါတ်၄ကဘာလဲဆိုရင်ပျော်မွေ့ခြင်းရှိသူတွေရဲ့ကြားထဲမှာပျော်မွေ့ခြင်းကင်းစွာနေပါအဲ့တော့တတိယတိုင်းတတိယတိုင်းဒီအချက်လေးလေးချက်ကိုနှလုံးသွင်းပေါ့နော်အဲ့ဒီအချက်လေးလေးချက်ကိုနှလုံးသွင်းလို့ရှိရင်ဘဝငြိမ်းချမ်းမှုတွေရမှာပဲဘဝငြိမ်းချမ်းမှုတွေလည်းပဲဖြစ်မယ်ရမှာဒါရဟန္တာမထေရကြီးဘဝတန်ត្រာတစ်ချောင်းလုံးမှာသူသိလာတဲ့အသည့်တွေကိုတို့ချိုးပြီးတော့ လိုက်နာကျင့်သုံးဖို့ဟောခဲ့တယ်။ဒါကြောင့်မို့လို့တရားဒဂါမတွေလည်းပဲဘက်စွာဘုရားရှင်ဟောကြားကြတော်မူခဲ့တဲ့တရားတော်မာတွေနာနာယူခြင်းလိုက်နာကျင့်သုံးခြင်းဘက်စွာဘုရားရှင်လက်ထက်ကစတဲ့ရှင်သာရိပုတ္တရာတို့စပြီးတော့ဒီနေ့ခေတ်ရှိနေတဲ့ယန္တန်ဃာတော်တွေဟောဖို့ညွှန်ကြားတဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးခြင်းအဖြစ်ပိဿုပံဘုရားလည်းပဲငြိမ်းချမ်းစွာနေနိုင်ပြီးတော့ တဏ္ဍာမှာလည်းပဲကောင်းမြတ်တဲ့ဘဝတွေကိုရနိုင်တဲ့သူတော်ကောင်းများဖြစ်နိုင်ကြပါစေကုန်သတည်း